အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကျွန်တော်စက်ဝယ်ပြီးတော့မှကျွန်တော်တို့စပြီးတော့လေ့လာနေတဲ့ကျွန်တော်တို့ workshop ရဲ့အကြီးအကျယ်ကိုကျွန်တော်ကဒေါက်တာ EBN စတဲ့ရဲ့အသုံးပြုပုံသုံးပြုနည်းလေးကိုကျွန်တော်ပြောင်းပါမယ်နော်အဲ့တော့ဒီစက်ဒီစက်မှာကျွန်တော်ဘလို့နေသုံးပြုရတယ်စက်အတွင်းထဲမှာကျွန်တော်စဉ်းစားတယ်ကိုတခုချင်းဘလို့နေကျွန်တော်တို့ကြည့်ရတယ်ဆိုတာလေးကိုကျွန်တော်ပြောင်းပါမယ်နော်ဒါကတော့ကျွန်တော်တို့အခုမှစပြီးတော့အဲ API စက်ကိုကျွန်တော်စပြီးတော့လေ့လာ တော့စပြီးအသုံးပြုမဲ့ဆရာတွေအတွက်ကိုကျွန်တော်ညီမှန်းပြီးတော့ငါလေးကိုပြောင်းပေးရပါတော့အဲ့တော့ကျွန်တော်တီဗီသားတက်ဗီသားဝန်ဆောင်ဆရာတွေကတော့ကြော်သွားလိုက်ပါတော့ဟုတ်ပြီเนาะကျွန်တော်ပြပေးပါတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီဒါကတော့ဒေါက်တာ ABN Smart Grid Set ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ set လေးရဲ့အသုံးပြုပုံကိုကျွန်တော်မျှဝေပေးမယ်ဟုတ်ပြီတော့ဖွင့်မယ်ပါပြီနော်အဲ့တော့ကျွန်တော်တို့ကဒီမှာပထမဆုံးစာမျက်နှာမှာဒါမျိုးပေါ်လာလိမ့်မယ်နော်ဒါမျိုးပေါ်လာမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာအဲ Dialogic နော်ဒိုင်လော့စစ်ရှိမယ်တပ်ဖန်ရှင်တို့ဘာလို့အများကြီးရဒါတွေကျွန်တော်တို့ကျွန်တော်တို့ဒိုင်လော့စစ်ထဲဝင်မယ်နော်ဟုတ်ကဲ့နေမယ်ဒီမှာခလုတ်၄ခုပါတယ်ကျွန်တော်တို့ဒိုင်လော့စစ်ထဲဝင်မယ်ဆိုရင်ဒီမှာအဝါတန်းလေးပြတာလေအဲ့ဒါလေးဟုတ်ကဲ့နေမယ်နော်ပြီးရင်ကျွန်တော်တို့ကီလိုင်းနဲ့ဒုံမလား OBG နဲ့လားလို့မေးတယ်ကျွန်တော်တို့ကရိုးဘိန်းဒီမှာတော့ကျွန်တော်တို့ဒီမှာ K line နဲ့ထိုးတာဖြစ်ရတော့ကျွန်တော် K line နဲ့ဝင်မယ်အဲ့တော့ကျွန်တော်တို့ OK ကိုနှိမ့်မယ်။နောက်ပြီးရင်ကျွန်တော်တို့ cycle ကကျွန်တော်တို့ရွေးရတော့မယ်ကျွန်တော် Honda လား ယမဟာလာကာဝါစကီလာစုစကီလာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီဘင်းကဟွန်နာကလစ်ဖြစ်တဲ့တော့ကျွန်တော်တို့ဟွန်နာတဲ့ကိုဒီမှာအောက်မြားလေးနဲ့ရှင်းမယ်နော်အောက်မြားလေးနဲ့တစ်ချက်နေမယ်တစ်ချက်နေမယ်နေမယ်ဟွန်ဒါနော်ဟွန်ဒါဆိုရင်ကျွန်တော်ရောက်ပြီဆိုရင် OK တစ်ချက်နေမယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာဒီတိုင်းပေါ်လာလိမ့်မယ်ကျွန်တော်တို့ဆိုင်ကယ်သူရဲ့အမျိုးအစားယူရတော့မယ်ဒီမှာဆိုလို့ချင်းကျွန်တော်တို့ဒီဘင်းကကလစ်125ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာကလစ်125ကိုယူရမယ်ကလစ်1တန်း နော်မက်ဆေ့ချာပါတဲ့ဘိန်းဆိုလို့ချင်းဒီမှာအော်တိုဝန်တန်ဆက်တဲ့တတိတဲဝင်ရမှာဖြစ်တယ်နော်အာမက်ဆေ့ချာမပါဘူးအဖန်ဒီနဲ့ဘာရှင်အမြင်ဖြစ်သွားပြီဆိုလို့ချင်းအော်တိုဝန်တန်ဆက်တဲ့ပူဖိုက်တဲ့ဝင်ရမယ်နော်မမဆိုရင်ဝေဝန်တန်ဝတ်တူပိုက်ဒါကတော့ကျွန်တော်ဆိုင်ကယ်မျိုးမျိုးရွေးပြီးတော့ဝင်လို့ရပြီနော်အဲ့တော့ကျွန်တော်တို့ကလစ်ဝန်တူပိုက်ဖြစ်တဲ့အတွက်အောင်များလေးနဲ့ကလစ်ဝန်တူပိုက်စီကိုသွားမယ်ကလစ်ဝန်တူပိုက်စီရောက်ရင်ကျွန်တော် OK နိုင်မယ်အဲ ဗျူမာရာမီတာဗျူပါရာမီတာဆိုတာသူ့ရဲ့စင်တာချက်လက်တွေတစ်ခုတည်းတစ်ခုချင်းဝင်ကြည့်တာ UDTC ဆိုတာကကျွန်တော်တို့ error code နံပါတ်2က UDTC ဆိုတာကျွန်တော်တို့ကဒီဒီဟာပေါ့နော်သူ့ရဲ့ error code ကိုကြည့်တာနောက်တစ်ခုကကျွန်တော်တို့ reset code DTC ဆိုတာ reset ချတဲ့နေရာဟုတ်ပြီနော်နောက် တစ်ခုက monitor ဆိုတာကျွန်တော်တို့စင်တာချက်လက်တွေကိုဇယားခွက်နဲ့ကြည့်ရဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကစင်တာအချက်လက်တွေကိုကြည့်မယ်ဗျူပါရာမီတာနော်အဲ့ဒါကိုကျွန်တော် open နှိပ်လိုက်မယ်နော် โอเคနေ့လိုက်တန်းကြလာမင်းဒီမဲ့အင်ဂျင်စပီအင်ဂျင်စပီဆိုတာကကျွန်တော်အာပီယန်ကြည့်တဲ့နေရာเนาะပြီးရင်အင်ဂျင်ကိုလန့်တမ်မီချာအင်ဂျင်ကိုလန့်တမ်မီချာဆိုတာ EOD ECD ရဲ့အပူချိန်เนาะအဲဒီမနှစ်ခုပါเนาะအောက်ကဘိုးလေးနဲ့ပြအပေါ်ကဒီဂရီနဲ့ပြရတယ်ဗောနောဒီမှာထွက်တဲ့စင်စာဒီဂရီဆိုလို့ချင်းကျွန်တော်ဒီဂရီနဲ့ပြရတယ်เนาะဒီမှာထွက်တဲ့စင်စာအဲဒီမှာဘိုးဒိတ်တယ်ဘိုးဒိတ်နဲ့ပြတာเนาะအဲဒီမှာဘိုးနဲ့ပြမယ်เนาะဟုတ်ပြီဒီမှာအေဂျက်တာအေဂျက်တာကတော့အေဂျက်တာရဲ့နော်ဒီနော်ဒီကောင်းရဲ့စီပန်းတော့ပြမှာเนาะ ကျွန်တော်ဒီမှာ timing ADP ဆိုတာကကျွန်တော် black wire မီးပေါင်တော့ပြမယ်။ battery voltage ဆိုတာ battery ampere ပေါ့နော် ampere ကြီးရဲ့နေရာ charging ဝင်မဝင်နှုတ်ပြီးတော့ကြည့်လို့ရမယ်နော်။ဟုတ်ပြီနောက်တစ်နေရာက ASR ratio ရဲ့ ASR ratio ဆိုတာ oxygen sensor ပဲနော်။ဒီမှာ ASR ADP ကလည်း oxygen sensor ပဲနော်။ STR တဲ့ STR ရဲ့ MDR ရဲ့ဒီမှာနှစ်ခုပါเนาะအဲ့ဒါက short term view ရဲ့ long term view ရဲ့အနေစားတို့အမြန်စားတို့စင်တာဖြစ်တယ်ပေါ့เนาะ SP SP ဆိုတာဖြူရပန့်ကိုပြောတာနော် SS ဆိုတာက size stand suit ဗီဒောက်စီကိုဗီဒောက်စီကောင်းကောင်းဒီမှာကြည့်လို့ရမယ်နော်ပြီးရင်ကျွန်တော်ဒီမှာ ST add တဲ့ STS ဆိုတာကကျွန်တော် status suit ကိုပြောတာနော်ပြီးရင် upper knee upper knee အလုံးလုံးမလို့ဒီမှာကြည့်လို့ရမယ်နော်ပြီးရင်ကျွန်တော်ဒီဒီအပေါ်ကနှစ်ခုကတော့ကျွန်တော်ကြည့်လို့မရအောင်နော်ဒီမှာကျွန်တော်ဒီမှာ move မူမှာဆိုလို့ရှိရင်ဒီဘေးမှာမူ0ဖြစ်နေတယ်ကျွန်တော်မူ1ပြောင်းမှာဒါမူ1ရနေတာပေါ့နော်ဒါကတော့ကျွန်တော်တို့ အဲသူ့ဆက်ရဲ့အတုံးပြုပုံအတုံးပြုနေလေးကိုကျွန်တော်က line မော်လီလာနေတဲ့ one shot ကြညီကိုတွေကိုကျွန်တော်ကမျှဝေပေးရပြပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကို one shot ကြကူရမင်းသားလေး share တယ်ပြပါဒါမှလည်းကျွန်တော်တို့မတီသေးတဲ့ကျွန်တော်တို့လေးလာခြင်းနဲ့ one shot ကြမင်းသားလေးမြင်တွေ့တော့အောင်လို့ပါအားလုံးပဲကျေးဇူးတင်ပါတယ်နော်